်ပွဲပြီးသွားပြီလို့ American သမ္မတ Donald Trump ကကြေညာခဲ့ပါတယ်။ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီး American ကထဲထဲဝင်ဝင်ပါဝင်ညှိနှိုင်းပေးခဲ့တဲ့နောက်အခုရလဒ်ကို Trump က October 12ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။နှစ်နှစ်ကျော်ကြာအောင်စစ်ခင်းတိုက်ခိုက်နေတဲ့ Hamas ပျောက်ကြားတပ်ဖွဲ့နဲ့ Israel တို့က Trump ဂျာဝင်ညှိနှိုင်းပေးခဲ့တဲ့ငြိမ်းချမ်းရေးအစိုးပြချက်တွေကိုလက်ခံသဘောတူခဲ့ပါတယ်။အဲ့နောက် Trump ကငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတစ်ခုတက်ရောက်ဖို့အရှိအလေပိုင်းဒေတာကိုထွက်ခွာခဲ့ပါတယ်။ ဆွေးနွေးမှုတွေကပြီးခဲ့တဲ့ရက်ပိုင်းမှာခက်မြန်မြန်ပဲတိုးတက်လာခဲ့ပြီးအောက်တိုဘာ23ရက်နေ့မှာတည်းဟာမတ်စ်ကအစ္စရေးတရားခံတွေကိုစပြီးလွှတ်ပေးလာပွဲ ရှိနေပါတယ်။ဟာမတ်စ်ကတရားခံတွေပြန်လွှဲပြောင်းပေးရေးကိစ္စကိုစတင်ပြင်ဆင်နေပြီလို့လည်းသိရတာပါ။အပြန်လှန်အနေနဲ့အစ္စရေးကလည်းပါလက်စတိုင်းအကျဉ်းသား2000လောက်ကိုလွှတ်ပေးမှာပါ။ဒါပေမဲ့အောက်တိုဘာ22ရက်နေ့ညပိုင်းအထိနောက်ဆုံးအပိသက်သဘော တူညီမှုရရှိရေးမှာညှိနှိုင်းဖို့မပြတ်ပဲကြံနေတဲ့ကိစ္စတစ်ခုရှိနေတယ်လို့ ဟာမတ်သတင်းရင်းမြစ်နှစ်ဦးကပြောပါတယ်။အဲ့ဒါကတော့အစ္စရေးအနေနဲ့ပါလက်စတိုင်းကောင်းဆောင်ခုနှစ်ဦးကိုလွှတ်ပေးရမယ်လို့ဟာမတ်ကခိုင်မာတောင်းဆိုနေတာချောင်းပါ။ဒါပေမဲ့ထရမ့်ကတော့ဝါရှင်တန်ကနေထွက်ခွာချိန်မှာသတင်းထုတ်တွေကိုယုံကြည်မှုအပြည့်နဲ့စစ်ပွဲပြီးသွားပြီဆိုတဲ့စကားကိုပြောခဲ့တာဖြစ်ပါတယ်။နောက်ပြီးဒီခရီးစဉ်ကတိတ်ကိုထူးခဲ့တဲ့တစ်ခုဖြစ်လာမှာလို့လည်းထရမ့်ကပြောခဲ့ပါတယ်။သူကအစ္စရေးမှာခရီးတစ်ထောင်နားပြီးအစ္စရေးလွှတ်တော်မှာမိန့်ခွန်းပြောမယ်လို့ယူဆရပါတယ်။အဲ့နောက်သူကအီဂျစ်နိုင်ငံစီခရီးဆက်ပြီး သူရဲ့ဂါဇာငင်းကြရေးအစီအမံကိုထောက်ခံခဲ့ကြတဲ့ကမ္ဘာနိုင်ငံကောင်းဆောင်တွေနဲ့အစည်းအဝေးလုံးမှာဖြစ်ပါတယ်။ကုလသမဂ္ဂအကြီးအကဲ Britain, Italy, Spain, ပြင်သစ်နဲ့ Jordan တို့လိုနိုင်ငံတွေရဲ့ခေါင်းဆောင်တွေလည်းအစည်းအဝေးတက်ကြမယ်လို့သိရပါတယ်။ Trump ကဂါဇာမှာစစ်ပွဲပြီးသွားပြီလို့ကြေညာပေမဲ့သူရဲ့အမာခံမဟာမိတ်ဖြစ်သူ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ Israel ရဲ့တိုက်ပွဲဟာအဆုံးမသတ်သေးဘူးလို့မှတ်ချက်ပေးသွားပါတယ်။အတူပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ထူးကဲခန်းနာလာတဲ့ တကဘာလုံးအံ့ဩလေးစားခဲ့ရတဲ့အောင်ပွဲတွေရရှိခဲ့ကြောင်းတစ်ချိန်တည်းမှာပဲသူ့အနေနဲ့တေးချပြောချင်တာကတိုက်ပွဲကအဆုံးမသက်သေးဘူးဆိုတာဖြစ်ကြောင်းနေတယ်ညာဟုကပြောခဲ့ပါတယ်။သူကတမချန်းဆာလာအစူတရက်ကိုလည်းကိုးကားခဲ့ပြီးဒါဟာစိတ်လှုပ်ရှားစရာညနေခင်းတစ်ခုဖြစ်ကြောင်းမျက်ရည်တွေနဲ့ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ညနေခင်းဖြစ်ကြောင်းမနက်ပြန်ဆိုရင်အစ္စရေးရဲ့သားသမီးတွေကအစ္စရေးပိုင်နဲ့ထဲပြန်ရောက်လာတော့မှဖြစ်ကြောင်းလည်းပြောကြားသွားပါတယ်။ အစ္စရေးစစ်တပ်အကြီးအကဲဒုဗိုလ်ချုပ်ကြီးအီယန်ဆာမားကလည်းဂါဇာစစ်ပွဲမှာအစ္စရေးကအောက်ပွဲခံနိုင်ခဲ့တယ်လို့ကြွေးကြော်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်တာအတွင်းအစ္စရေးကစစ်ရေးအရာဖိအားပေးနိုင်ခဲ့တာတွေတန်တမာရေးအရာဟန်ချက်ညီညီထိုးနှံနိုင်ခဲ့တာတွေကိုကြည့်ရင်ဟားမတ်စ်အပေါ်အောက်ပွဲရခဲ့မှန်မြင်သာနိုင်ကြောင်းသူကပြောပါတယ်။အခုငင်းချရေးသဘောတူညီချက်ရဲ့အရေးကြီးဆုံးကနအူးအစိပ်ပိုင်းအနေနဲ့ ဟားမတ်က2023အောက်တိုဘာ9ရက်နေ့ကနေဆက်ဖြတ်ကျော်တိုက်ခိုက်မှုမှာဖမ်းသွားတဲ့အစ္စရေးတစားခံတွေတဲကမှနောက်ဆုံးလက်ကျန်48ဦးကိုပြန်လွှဲပေးမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာ20ဝန်းကျင်လောက်ကတော့တိတ်ဆုံးခဲ့ပြီလို့ယူဆရပြီးရုပ်အလောင်းတွေအနေနဲ့ပဲအစ္စရေးကိုပြန်ရောက်လာနိုင်မှာပါ။ဒီငိမ့်ချရေးဆွေးနွေးမှုတွေအောင်မြင်ခြင်းနဲ့အတူဂါဇာမှာလူသားချင်းစာနာမှုအကူအညီတွေအလုံးအရင်ပြန်လည်ဝင်ရောက်နိုင်ရေးအားထုတ်မှုတွေမှာလည်းစစ်မှန်တဲ့တိုးတက်မှုတွေရနေပြီလို့ကုလသမဂ္ဂကပြောပါတယ် အစ္စရေးရဲ့လွန်ခဲ့တဲ့နှစ်နှစ်အတွင်းစစ်ဆင်ရေးတွေကြောင်းဟာမတ်အခြေအကျအထိနာပြီးဆူဆူရွရွအင်အားယိုယိုခဲ့ရပါတယ်။ဂါဇာမှာရောပြည်ပမှာရှိတဲ့ခေါင်းဆောင်တွေအများပြပါတုတ်တယ်ရှင်းလင်းခံခဲ့ရတာပါ။ဒါပေမဲ့ဟာမတ်ကိုအမျက်ပြတ်ရှင်းလင်းမယ်ဆိုတဲ့အစ္စရေးရဲ့ညီရဲချက်ကတော့မပြည့်မြောက်ခဲ့ပါဘူး။ဟာမတ်ရဲ့ညှိနှိုင်းရေးကော်မတီဝင်သတင်းရင်းမြစ်တူပြောတာကတော့ဟာမတ်ဟာစစ်ပွဲအလွန်ဂါဇာရဲ့စီမံအုပ်ချုပ်ရေးကဏ္ဍကိုလက်လွတ်အလျှော့ပေးမှာဖြစ်ပေမဲ့လက်နက်ကင်လမ်းစဉ်ကိုတော့မစွန့်ဘူးလို့ပြောပါတယ်။ Trump ရဲ့အစီအမံရဆိုရင်တော့ဂါဇာမှာလက်ရှိဖြန့်ကျက်ထားတဲ့ Israel တပ်တွေထဲမှာတချို့ကပြန်လည်ရုပ်သိမ်းဆုတ်ခွာမှာဖြစ်ပြီး Israel ခြေစား American စစ်စခန်းတစ်ခုကကြီးမှုမဲ့နိုင်ငံပေါင်းစုံစောင့်ကြည့်ကိုယ်ကဲရေးတပ်တွေကအစာထိုးနေရာယူမယ်လို့သိရပါတယ်ရှင်။